မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌သံဆောင်၌မိထုံးပွဲတော်နှင့်ဇေယောင်းပွဲတော်ကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ပြည်ထောင်စုနယ်မြေသခိနာသီရိမြို့နယ်ရှိမာရဝီစီယာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစောင်းတိုင်းမီထွန်းပွဲတော်နဲ့ဇေယောင်ပွဲတော်ကိုနိုဝင်ဘာလ၂ရက်နေ့ကနေ၄ရက်နေ့အထိ၃ရက်အတိုင်းတိုင်းကျင်းပပြုလုပ်သွားမယ်လို့ဇေယောင်ပွဲတော်နှင့်အများပြည်သူဖျော်ဖြေရေးအစီအစဉ်များဆောင်ရွက်ရေးဆက်ကော်မတီကသိရပါတယ်အဆိုပါပွဲတော်ကာလအတွင်းဖျားဖူးလာရောက်သည့်ပြည်သူအများဆက်ရပန်းပြေပျော်ရွှင်မှုရရှိစေရသည့်အတွက်ဈေးဆိုင်ခန်းတွေအပြင်ရဟတ်ပင်လ ဲ့သမျှလေးပြော့ဤကစားခွင် ခလေးစီချဝိုင်းခလေးစီရထားဝိုင်းခလေးစီလှုပ်စီခလေးစီသုံးစားထေကစားနီးတွေကိုပါထည့်သွင်းထားတယ်လို့သိရပါတယ်သာပြင်းနိုင်ငံကျော်စမင်းသားဖိုးချစ်စပွဲတပင်းအပြင်ဒေသရှင်၊ကင်ဆာရဲသွင်းဖြိုးချီကော်နီစေဝင်းထွန်အိုင်ရင်းစင်မာမြင့်နေမင်းအိမ်မီဆန်တီရတနာမိုင်တန်သာမိုးသိချယ်ရီသင်းရွှေထူဟဲလီလွှမ်းပိုင်နန်းစုရတီဆို နီနီခင်စောဝိုင်းစုခိုင်တိုင်းစားတဲ့နမဲကြီးရဆိုတော်တွေအပေါဝင်ဒေသရှင်49ဦးပါဝင်တဲ့ဂီတဖျော်ပြပွဲကိုလည်းစီကားတိုက်မြိုက်စွာကျင်းပသွားမယ်လို့သိရပါတယ်ရှင်။